်ရှိုးစွာဘုရားသခင်ရဲ့ကျေးတော်ကိုချင်းမွန်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့တန်လျက်တကာတို့ထက်ထက်တော်ဆိုရဲကောင်းစီလေးနဲ့ခွားပေးတော်မှာဖြစ်ပါတယ်ဟေဘဲအခန်းလေးစာပိုက်၁၂နဲ့၁၃ကိုဖတ်ပါမယ်ဘုရားသခင်နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်းတကုနှင့်ပြုပြင်ခြင်းတန်လျက်တကာတို့ထက်ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း အယုစနဲ့ချင်းစီကို၎င်းပိုင်းခြားထုတ်ချင်းခွန်းတိုက်စင်လုံးအကြံစီများကိုလည်းတည်မြင်တိုက်ငါတို့ကိုစစ်ကြောစင်တော်မူသောသူ ရှိ၌မထင်ရှားသောအရာတစုံတစ်ခုမျှမရှိခတ်သိမ်းသောအရာတို့သည်အကွယ်အကာမရှိဘဲမျက်မှောက်တော်၌လှန်ထားလျက်ရှိကြ၏ပြောရတွေ့ရတယ်အဲ့တော့တန်လျက်တကာတို့ထက်ထက်တယ် ဘာလဲဖရာသခင်နှုတ်ကပတ်တော်ကိုပြောတာတန်လျက်ကာရုထက်ထက်တယ်ဆိုရက်အတိတ်ဘယ်ကပါလဲပြောရင်တော့ဒီနေရာမှာစစ်ကြောချင်းကိုပြောနေတာဆိုတော့တန်လျက်ဆိုတာကဒီနိုင်ငံတနိုင်ငံမှာအမြင့်ဆုံးနော်ရှင်ဘီရင်ရဲ့ဟာလားတကုအာနာတရားစင်ချင်းနော်တကုအာနာကိုဆုလို့ရတယ်အဲ့တော့နိုင်ငံတကာမှာအမြင့်ဆုံးတကုအာနာတရားစင်ချင်းဒီ ရှင်ပြန်စင်မှာရှိတယ်အဲ့ဒါကိုပြောချင်တာเนาะတန်လျက်ဆိုတာအဲ့တော့ရှင်ပြန်နေအားလုံးရဲ့တရားရှင်ရင်ရှင်းတယ်ပြောမယ်ဆိုရင်တော့ဒီမြို့နယ်တရားရုံးတွေမကเนาะဘယ်တရားရုံးထက်မကကျွန်တော်မိဘကသာသမီကိုစုံမပဲ့ပင်ချင်တဲ့မကဟလာကြောင်းမတင်ရပညာထက်မကအိုးဘယ်တရားဥပဒေထက်မကအားလုံးထက် အမြင့်ဆုံးလူတစ်ယောက်ကိုတရားစင်တဲ့နေရာမှာနော်လူတစ်ယောက်ကိုနောင်တရသွားအောင်လမ်းမှန်ရောက်လာအောင်ဟောနော်ကြာရှုံးသွားအောင်တိပ္ပကတရားစင်တဲ့နေရာမှာနော်အမြင့်ဆုံးဟာတဲ့ဘုရားသခင်နှုတ်ကပတ်တော်ဖြစ်တယ်လို့ပြောချင်တာဖြစ်ပါတယ်တန်လျက်ဆိုတာနော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာမှာ ကျွန်တော်ရဲ့သားသမီးတော်လကောင်မိမိကိုယ်တိုင်တော်လကောင်နော်မိသူမဆိုးပေါ့နော်နောက်တယောက်ကဲ့သို့လူတစ်စိတ်တဲ့နဲ့နော်ဖျားသခင်သားသမီးပြည်သားဆိုအသက်ရှင်နိုင်ဖို့ဒီဘာကလုတ်ပေးတယ်ဆိုတော့နှုတ်ကပတ်တော်ကနော်လုတ်ပေးတယ်ဆိုတော့နားလည်ဖို့ဖြစ်တယ်အဲ့တော့နှစ်တည့်ခန်းသုံး survive 16နဲ့16မှာ ်ထိုကျမ်းစာရှိသည်မြသည်ဘုရားသခင်မှုတ်သွန်းတော်မူသောအဖြစ်ဖြစ်၍ဘုရားသခင်လူသည်စုံလင်တော်သူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းလို့ငါပြင်ဆင်တော်သူဖြစ်မြကြောင်းဩဝါဒပေးခြင်းအပြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုတုံတင်ခြင်းကျေးဇူးများကို ပြုတတ်၏ဒီမှာကြတော့နှုတ်ကပတ်တော်တမန်ကျမ်းစာဟာသူက ဖခင်ရဲ့သားသမီးယုံကြည်သူကိုဘာလို့ပြေးလဲဆိုတော့စုံလင်တော်သူဖြစ်ဖို့ကောင်းတော်အမှုအမျိုးမျိုးကိုဖြုတ်တော်သူဖြစ်ဖို့အတွက်နှုတ်ကပတ်တရားတော်ကျမ်းစာကကုညီမဆပေးတယ်ကြီးစုပြုတ်ပေးတယ်ပြောပါလိုက်အထက်ကတော့စစ်ကြောစီရင်တယ်ဒီမှာတော့စစ်ကြောစီရင်ခြင်းကလွတ်ဖို့အတွက်ကုညီမဆပေးတယ်သူတို့ပြောပါတယ်ဟာသူတို့ပြောပါတယ်အဲ့တော့ ဒီကျမ်းစာဟာဒီနေ့နော်ကျွန်တော်တို့သိဖို့ကဖတ်တဲ့အခါမှာနှုတ်ကပတ်တော်ဖြစ်လာတဲ့အထိဖတ်ဖို့ဖြစ်ပါတယ်ဒါငါတငါတိမြင့်တွက်ဖြစ်တယ်ဒါကဒီလိုဒီလိုနော်ဒါဒါမင်းကိုပြောနေတယ်မင်းကိုဆုံးမနေတယ်မင်းကိုလမ်းပြနေတယ်မင်းကိုကူညီနေတယ်ဒီလိုတော့ရမယ်မင်းမှဒီလိုအားနေချက်ရှိတယ်ဒါကဒီလိုပြုတ်ပြင်ရမယ်ဆိုပြီးတော့မှ तू ကတန်ရှင်တော်ဝိညာဉ်တော်က ွင့်ပြလိုင်အရာကဘုရားသခင်နှုတ်ကပတ်တော်ခံရတယ်လို့ခေါ်ပါတယ်နော်အဲ့ဒီအစင်ရဖို့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့တကယ်ကိုစေရနာစိတ်နဲ့နားထောင်ပါမယ်ဆိုရက်ကျင့်ပါမယ်ဆိုရက်စိတ်နဲ့ကျမ်းစာကိုနော်နိညာမပြတ်ကြည့်စုဖတ်ရဖို့လို့ပြောပါတယ်ယောရှုခန်း1:18မှာအဲ့ရင်ဒီနေ့ဆက်ပြီး တင်းရဲ့တက်တာတော်လကောင်တင်းရဲ့မိသားစုတနိုင်ငါလုံးတကပါလုံးမှာရှိတဲ့လူတွေလူတွေဟာသစ္စာရှိတဲ့သူတွေဖြစ်ဖို့เนาะဖြောင့်မှန်မှန်ကန်စွာအသက်ရှင်တက်တော်သူတွေဖြစ်ဖို့ဖျက်ခင်နှုတ်ကပတ်တော်ကတာလင်လုံနိုင်တယ်ဒါအမြင့်ဆုံးပဲဆိုတာမမေ့ပါနဲ့เนาะမမေ့ပါနဲ့အဲ့တော့ဆာလန်136 survive 130မှာဘာပြောလဲဆိုတော့နှုတ်ကပတ်တော်ကတဲ့ ဘာလို့လဲဆိုတော့မလိမ္မာတော်သူကိုလိမ္မာစေတိုက်ပြောပါတယ်ဘုရားသခင်စကားတော့နှုတ်ကပတ်တော်ဆိုတော့เนาะအဲ့တော့ဘုရားသခင်စကားတော့နှုတ်ကပတ်တော်ကမလိမ္မာတဲ့သူကိုလိမ္မာစေတယ်ပြောပါတယ်ဘာကြောင့်လဲဆိုတော့နှုတ်ကပတ်တော်ဒီတန်လျက်တကာတို့ထက်ထက်တဲ့เนาะတကူရှိပါတယ်တကူနဲ့ပြည့်စုံပါတယ်ဒါကြောင့်ဒီနေ့ တယောက်ချင်းတော်လကောင်းကို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 တင်းနဲ့ဟာလာလူကောင်းတယောက်ဖြစ်အောင်လိမ္မာတော်တော်ဖြစ်လာအောင်ကောင်းသောအကျင့်နဲ့ကျင့်လာအောင်ဖြောင့်မတ်စွာအသက်ရှင်လာအောင်နော်ကျွန်တော်ဖတ်တဲ့စာအုပ်ကမလုံလောက်ပါကျွန်တော်သင်တဲ့ပညာလည်းမလုံလောက်ပါဘူးမိဘရဲ့ဆုံးမချင်းကလည်းမလုံလောက်ပါဘူးကောင်းပါတယ်အဲ့ဒါတွေနော်မြန်မာနိုင်ငံမှာရှိတဲ့တရားဥပဒေတွေလည်းမလုံလောက်တရားသူကြီးတွေလည်းမလုံလောက်နိုင်ငံဟာလာအုပ်ချုပ်တဲ့ သူရှင်ဘင်းတမရလာဝန်ကြီးချုပ်လာအဲ့ဒါနဲ့လဲမလုံလောက်ပါတဲ့ဟိုနောက်တယောက်ကဲ့သို့ဖြစ်တော့ပြောင်းလဲသွားအောင်နော်လှုပ်ပေးနိုင်တာဟာလှုပ်ပေးနိုင်တာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တမချမ်းသာဖြစ်ပါတယ်သင်ကိုယ်တိုင်လည်းတိုင်းပဲသင်နဲ့သင်ရဲ့မိသားစုသင်ပတ်ဝန်းကျင်လှုပ်ဖို့ခံပက်တယ်နော်သင်နောက်ဆက်နေတဲ့သူတွေရှိကောင်းရှိမဲ့ မလိမ်မာတသမီးရှိကောင်းရှိမယ်တင့်အိမ်နေချင်းအမျိုးမျိုးပဲအဲ့ဒါရဲ့အလုံးဟာသူတို့ကိုပြောင်းလဲစေနိုင်တာဟာဥပရိလည်းမဟုတ်ပါဘူးနော်နှုတ်ကပတ်တော်ဖြစ်ပါတယ်သူတို့ကနှုတ်ကပတ်တော်သာကြားပြီးတော့မှနှုတ်ကပတ်တော်ရဲ့ဟာလာတန်လျက်တကာလို့တက်ထက်တဲ့နှုတ်ကပတ်တော်ပြည့်ပင်ချင်းခံရမယ်ဆိုရင်နော်စစ်ကြောချင်းခံရမယ်ဆိုရင်ဟာလာနောင်ချင်းသွားမှာဖြစ်တယ်နော်ပြောင်းကိုပြောင်းလဲသွားမှာဖြစ်တယ် ပြင်းလဲပါလဲသူကကိုရင်မဆပြုတ်ပြင်းသွားမှာဖြစ်ပါတယ်နောက်တယောက်ကဲ့သို့ဒါကြောင့်ဒီနေ့ဆပြီးကျွန်တော်တို့တန်လျက်တကာတို့ထက်ထက်တော့ကျန်းစာကိုဟာလာနေညမပြတ်ဖတ်ရှုပါအဲ့ဒါဆိုရင်တော့တင်တတဟာနော်ဖျားပေါင်းထင်ရှားမယ်ဘာဖြစ်လို့လဲဆိုတော့ယေရှုကိုယ်တိုင်ကပြောတာကနော်ဒီမဿဲခန်းကဆပိုက်16မှာ သူတစ်ပါးတို့သည်တို့၏ကောင်းသောအကျင့်တို့ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောနော်သင်တို့အပိုက်ကုံတော်ကိုချီးမွမ်းစေခြင်းလားသူတစ်ပါးရှိနေသင်တို့အလင်းကိုလင်းစေကြလောကျွန်တော်ကိုမြင်သောသူကဘုရားသခင်ကိုသိမြင်ပြီးကုံကျူးတော်ချီးမွမ်းဖို့ကျွန်တော်ဒီလောကမှာထားနေသေးတာဖြစ်တယ်မခေါ်သေးတာအဲ့ဒါဆိုရင်တော့နော်ကျွန်တော်ဖတ်တဲ့ စောက်စားပေးတင်ကြတဲ့ပညာရက်တွေနော်ဆရာသမားတွေမိဘဆုံးမချင်းတွေတရားဥပဒေတွေပြီးရင်ရှင်နေရှိရက်တွေတရားသူကြီးတွေဟုတ်လားဟိုနိုင်ငံတော်သမ္မတကြီးတွေဝန်ကြီးချုပ်ကြီးတွေရှင်ဘင်ကြီးတွေရက်စစ်ကြောချင်းဆုံးမပဲ့ပြင်ချင်းမလုံလောက်ပါဘူးနော်နှုတ်ကပတ်တော်နှုတ်ကပတ်တော်ကအသင်ကို ပြောင်းလဲစေနိုင်တာဖြစ်တဲ့အတွက်ဒီနေ့ဆက်ပြီးနှုတ်ကပတော်ဖတ်ပါလို့ခွားပေးနဲ့ညီကုန်းချုပ်ပါတယ်ဘုရားခင်နဲ့တင်တော်အားလုံးကောင်းချီးပေးပါစေတော့အာမင်